တက္ကသိုလ်ကျောင်းတိုင်းမှာတတိယနှစ်ကြီးများတော်ရောက်နေပြီဆိုတော့နင်းနေတော့လူကြီးဆိုင်ရပြီတော့မပေါ့လေကျွန်တော်ဤစိတ်ရင်တိုင်းပြောရရင်ခင်ဆန်းကိုခုဆက်ခြင်းမင်းချစ်ခွင့်ပန်လိုက်ခြင်းပါသည်တို့ရရင်ကျွန်တော်တို့သည်တူပူပေါက်အပြူပေါက်ကလေးများမဟုတ်ကြကြီးကျွန်တော်ကခင်ဆန်းသည်ကျွန်တော်နှင့်ဆယ်တန်းတုန်းကလေးကတိတ်ကြံခဲ့ပြီဖြစ်သောကြောင့်တိတ်ပြိုးနေကြမလို့ဟုထင်သည်ဖို့ကောင်းလေးကမူကျွန်တော်တို့နှစ်ယောက်အဆက်အသွယ်ပြတ်နေဒီမှာကြာပြီဖြစ်သောကြောင့်ဒီကြောင့် ခင်ဆန်းသည်အေးဆေးသူဖြစ်တော်ကြောင်းတကြောင်အပူတပြေးမဆောင်ရွက်သင်ဟုဆိုကြသည်ပွင့်ကောင်း၏အဆိုအရဒီပလိုမေစီရှိရမည်ဖြစ်ပြီးအချိန်ယူ၍စီစဉ်မိုးတိုက်တွန်းသည်ထို့ကြောင့်ကျွန်တော်သည်စာမုပ်ပွဲမဖြစ်ခင်တွင်ခင်ဆန်းတို့အင်တို့နောက်ထပ်နှစ်ခေါက်ရောက်ခဲ့လေသည်ထုံးစံအတိုင်းဟိုနှစ်ကောင်လည်းပါသည်ဒုတိယတစ်ခေါက်ရောက်မှတော့အကြောင်းပြပုံမှာမော်ဆရာသည်ဒေါက်တာမြတ်ကောလိပ်မှာဓာတုပေတာဒုတိယနေ့ဖြစ်သည်ထို့ကြောင့် ခင်ဆန်းဒုတိယနှစ်တုန်းကမှတ်စုစာအုပ်များရှိလေ၅ပါဟုအကြောင်းပြသည်ခင်ဆန်းကရှိတော့ရှိတယ်စာအုပ်အဟောင်းတွေထားတဲ့ခံရောက်နေတယ်ခဏစောင့်နိုင်တော့ရှာပေးမယ်ဟုဆိုသည်မှောင်ဆရာကလူလေနေပါစီလေအခုမြူသေးပါဘူးအချိန်ရရင်တော့ရှာရလိုက်ပေါ့နောက်၄-၅ရက်လောက်နေမှငါတို့လာယူမယ်ဤသို့ဖြင့်ကျွန်တော်တို့တတိယခေါက်ရုပ်ခဲကြပြန်သည်ကျွန်တော်သည်ထိုအခေါက်များတွင်ပထမဆုံးအခေါက်ထပ်ပို၍အတန်ငယ်တက်လက်လာသည် ိတ်တော်ထင်မကြီးကြပါနဲ့ပထမဆုံးတစ်ခေါက်က စကားတခုနဲ့သာပြောခဲ့ပြီးဒုတိယခေါက်တွင်သုံးလေးခွန်းပြောပြပြီးနောက်ဆုံးခေါက်တွင်အတော်အတန်ပြောပြခဲ့ခြင်းများသာဖြစ်ပါသည်သူကပြောခဲ့သောစကားများတွင်ရည်တည်တဲ့စကားလုံးများမပါရှိပါဆာမွေးပွဲနှင့်ဆိုင်သောကြောင့်ဆယ်တန်းလုံးကတငယ်ချင်းတွေကြောင်းသာဖြစ်ပါသည်သူတို့အိမ်တို့ရက်တတပတ်သုံးပတ်လောက်တွင်တွင်သုံးခေါက်တိတိရောက်ရှိသောကျွန်တော်တို့ကိုမြည်တုတ်သောသဘောထားမြည်မသိပါ ဟိုရင်ခါကသူတို့အိမ်ရှိကပင်ဖျက်ရှောက်ဖို့ခြင်းမရှိခဲ့ပင်ခုမှထူးခြားစွာနဲ့ပတ်ရောက်ရှိနေတတ်ခြင်းအတွက်သင်္ကဗုံဉာဏ်မကင်းဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။တခုပဲရှိသည်။ကျွန်တော်တို့က၃ယောက်ဆိုတော့ဘသူကလာပတ်နေလဲဆိုတာစဉ်းစားစရာဖြစ်လာနိုင်သည်။ဒါလည်းသိပ္ပတနာမဟုတ်ပါ။တစ်ချက်တစ်ချက်အယောင်လက်တော်မျိုးလုံးများဖြင့်ခိုးကြည့်တတ်သောကျွန်တော်ကို သူတတိထားမိရင်ရိပ်မိနိုင်ပါသည်။သူလည်းလိမ့်မိန်ကလေးပဲ။ ကျွန်တော်တို့ဘက်ကလည်းခင်ဆန်းနှင့်ပတ်သက်၍တည်ထားတဲ့အချက်တစ်ချက်ရှိသည်ခင်ဆန်းသည်အသက်20ပြည့်ပြီသောမိန်းကလေးတစ်ယောက်ဖြစ်လေသည်ထို့ကြောင့်သူသည်အရွယ်ရောက်နေပြီဖြစ်ကြောင်းပြောဖို့ပင်မလိုသူတို့လှပသောမိန်းကလေးမျိုးကိုချစ်လိုသူများအများပြားပင်ရှိမိမှသိကြပါသည်ဒါကအရေးမကြီးပါခုတော်လော့စဲသူထံတွင်ချစ်သူရှိမရှိဆိုတာသာစေနန်းတော့ကတော့ရည်စားမရှိတာသိကြတယ်ကွမော်စီယာကပြောသည်ပွင့်ကောင်းကလည်း တက္ကသိုလ်မှာလည်းတွေ့ရတော့မတွေ့မိဘူးကုလလဆက်မှာလည်းသူ့မှာဘဲမရှိတာသိကြတယ်အရင်ကတော့မသိဘူးအိုကွာအရင်ကရှိတာမရှိတာရေးမကြည့်ပါဘူးကုမရှိဖို့ပဲရေးကြည့်တယ်ကျွန်တော်တို့ထင်မြင်ချက်မှန်သည်ဟုထင်သည်ကုလလဆက်တွင်သူ့ကိုချစ်ချင်နေသူအများပြားရှိနိုင်တော့လေသူသည်မြေသူကိုများလက်ခံခြင်းတုတ်ပြန့်ခြင်းပြုသေးဟမတူနဖူးစမှန်သူကို စောင့်နေဟန်တူသည်ကျွန်တော်ထင်၏ယခုနေ့တက္ကသိုလ်ဆောင်မွေးများကို မိမိတို့နဲ့သက်ဆိုင်ရာမျိုးနွယ်များတွင်ဖြေရပါသည်ခင်ဆန်းနှင့်ကျွန်တော်သည်တမျိုးနယ်တွေတွင်နေကြသူများဖြစ်သောကြောင့်တကြောင်းနှင့်ဖြေရသည်အထက်ကတည်းမှကိုငယ်စဉ်ကလေးကနေခဲ့သောကြောင့်မှတက္ကသိုလ်တတိယနှင့်ဆောင်မဘွဲကို ပြန်ဖြေရသောအခါစိတ်ထဲကတမျိုးကြီးခံစားရ၏တက္ကသိုလ်ရောက်ပြီးနောက်ကျောင်းကိုတိတ်မရောက်ဖြစ်တော်ကြီးပထမနှစ်လောက်ကတော့ဆရာဆရာမတွေစီအလဲပတ်ရောက်ခဲ့သေးသည်နောက်ပိုင်းတွင်တော့မရောက်တော့ ကျောင်းရှိကဖြစ်သွားဖြစ်တော့လဲကျောင်းဝင်းနဲ့တို့မဝင်ပြင်းဆယ်တန်းလုံးကစာမျက်နှာတူကျောင်းကိုမိထားခဲ့သည်ခုလိုတက္ကသိုလ်မှာတတိယနှစ်ရောက်ပြီးမှကိုနေခဲ့တော့ကြောင်းကိုထိုင်ငယ်ဘူးတော့ထိုင်ကောင်းစုပ်ကလေးမျိုးပေါ်မှာ ပြန်ထိုင်၍တက္ကသိုလ်စာမွေးပွဲကိုပြန်ပြေရတော့ခါကြမှကျောင်းဝင်းတကားမှဝင်ဝင်ချင်းလိုက်ရပါရှိစာကြည့်တိုက်ကိုမြင်တော့ခါတွင်အုံမြချသည်နေကကျွန်တော်တို့ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းတည်ပူပြီးတိဆောက်ခဲ့ရသည်ကိုအမေ့ရသည် တောင်ဝင်းဆက်ချီကုတ်ကိုပင်ကြီးသည်မပြောင်းနေသည်ဖြစ်သွားဖြစ်လာပြည့်မြဲဖြစ်တော်လဲအမတ်တမဲနေခဲ့သောကြောင်ကြီးအငွေတက်ကိုခုမှပင်လလွမ်းဆွဆွခံစားမိသည်ကျောင်းဆင်ဝင်အောင်တို့ရောက်ရင်ဟိုရခင်ခါစီကကျောင်းဆင်ကြောက်တဲ့ချိန်များတွင်လက်နောက်ပြည့်၍မမကြီးရည်နေတတ်သောဆရာကြီးဦးငိမ့်မောင်ကိုမြင်အောင်မိသည်ကျောင်းနောက်ကြသည်များကိုဓာမေးသည့်အနေဖြင့်ကျောင်းဝင်းထဲမှာ9မိနစ်လောက်အမိုက်ကောက်စီပြီးမှအတန်းထဲဝင်ခွင့်ပြုသည် တခါကကြောင်နောက်ကြသဖြင့်အမိုက်ကောက်ခိုင်းသည်ကို ရှက်ပြီးထိုင်ကိုယ်တော်တင်းနေဝင်းကိုတတိယသည်ကျွန်တော်ရဲ့ပွင့်ကောင်းရင်စေတန်းလုံးကနေခဲ့ရသောအခန်း၁၁ထဲသို့ဝင်ခဲ့ကြသည်အတန်းကြီးညာဘက်နောက်ဆုံးတောင်ရှိ အရင်ကထိုင်ခဲ့သော ခုံထဲမှထိုင်ကြသည်အတန်းကြီးအခြေအနေသည်ညာစွာမပြောင်းလဲသည်ကျွန်တော်တို့တုန်းကတည်းကခုံထဲတွင်ပုံများလာခြင်းလောက်သာရှိသည်အရင်ကထိုင်ခဲ့သောနေရာသည်တက်သားတိုင်နှင့်ကလျက်ဖြစ်ကြောင်းမှတ်ထားသောကြောင့်နေရာမှန်ကိုသိ ုဆိုရင်ကျွန်တော်ထိုင်နေသောနေရာတော့မှာခုံတန်း၃ခုလောက်တိုးနေသည် အတန်းကြီးလက်ဝဲဘက်အစွန်ရှေ့ဆုံးတန်းသည်ခင်ဆန်းထိုင်ရသောနေရာကျွန်တော်ကလက်ရဘက်အစွန်နောက်ဆုံးတန်းဖြစ်သောကြောင့်ကျွန်တော်တို့နှစ်ယောက်သည်အတန်းထဲတွင်အဝေးဆုံးထိုင်ခဲ့ကြကြောင်းခုမှပင်သတိပြုမိသည်မကြမီတွင်ရန်ကုန်တက္ကသိုလ်ရှိကံကောတော်မှတစ်ခုသောထုံတန်းနေရာတွင်ပုဂ္ဂရီထိုင်ရပွဲရှိကြောင်းစဉ်းစားရင်းပြုံးမိပြန်သည် တတိယ၍ကျွန်တော်ဘေးကထိုင်တိုင်မှာမုတ်ဆိတ်ဆဲခဲ့သောဆရာကြီးပုံကိုရှာကြည့်သည်။တန်ကြောင်နှင့်ချစ်၍ဆွေးနွေးခဲ့ခြင်းဖြစ်သောကြောင့်ရှိလိတ်အုံမီထင်တော်လဲမတွေ့ရတော့။တိုင်ကိုရင်နံသည့်တုတ်ထားသောကြောင့်ထင်သည်။အတန်းရှိကိုငေးကြည့်ရင်တပ်တင်မုံရှိတွင်ဆရာဆံမများကိုတယောက်ပြီးတယောက်မြင်အောင်မိသည်။ဆရာဆံမတို့တင်ကြခဲ့သောဟန်ပန်များကိုလည်းတတိတရားမှတ်မိနေ၏။တချို့ကြောက်ပြန်းကုန်ကြပြီ။တချို့လည်းအငြင်းစားယူကုန်ကြပြီ။ တချို့လည်းဒီကြောင်မှပဲရှိနေစေကိုဆရာဆရာမများကိုမီလီယံနေမိခဲ့သည့်အတွက်ဝမ်းနေသည်ဆမ်မူပွဲနောက်ဆုံးနေ့ကျတဲ့အကြောင်းမှရှိနေသေးသောကိုဆရာဆရာမများကိုလိုက်လံနှုတ်ဆက်မိဟုဆုံးဖြတ်လိုက်သည်အမတ်တမဲများကိုတွေးနေရမှသတိရသောအခါကျွန်တော်ဘီမှာပွင့်ကောင်းမရှိတော့သူသည် အလေခုံတံများနီးတွင်ရနေသည်အင်းငယ်ထိုင်ခဲ့သောနေရာကလေးကိုတွေ့တွေ့ကြီးဆိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်တော်တော်သေးတဲ့ကောင် ခဏနေအင်းငယ်နဲ့ဆာမွေဝဲလိုက်ပြီးတော့တွေ့ရမှာပဲဟာဆာမွေဝဲစတုထားနေခင်ဆန်းတို့ဓာတုပေတာသမားတွေတို့ကဆာမွေဝဲနောက်ဆုံးနေကျွန်တော်တို့တသနိကပေတာတွေကမနှက်ဖြန်တရားကြံသေးသည်ကျွန်တော်တို့နှက်ဖြန်တရားဖြည့်ဖို့ကြံတာမကြံတာကအရေးမကြီးခင်ဆန်းတို့အတွက်နောက်ဆုံးနေ့ဖြစ်နေခြင်းကအရေးကြီးသည်ဒီနေ့ကျွန်တော်တို့305မိကုန်းဖြည့်ရသည်တင်ချာရုတ်တိပေတာသုံးမုတ်တိတိဖြည့်နိုင်သည်ဒီမိကုန်းဒီအများကြီးရေးစရာမလို့ သင်္ချာသဘောတွေပါသောကြောင့်တူ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 ဖြစ်ရသည် သင်္ကေတများဖြင့်ပြန်လာသောပုံစံများကို မှန်မှန်တွက်ချက်၍ရှေ့နောက်ညီမညီစစ်ဆေးပြရ၏ထို့ကြောင့်အစောကြီးကလေးကဖြေလို့ပြီးနေသည်သူရရင်အတန်းပြင်သို့မထွက်ပင်နေလိုက်၏ကျွန်တော်မှာကကိုအကျန်နဲ့ကိုလူအိမ်ထဲတွင်စက်ကူဖြူဖြူတန်တန်ကလေးဖြင့်တည့်ရစွာဖုံးထားသောစာအုပ်တို့ပါသည်ကျွန်တော်ကဲ့သို့တက္ကသိုလ်ကျောင်းသားတယောက်သည်စာအုပ်ကိုအဖုံဖုံး၍ တတရရဲ့မကိုင်းတဲ့ကြောင့်တိကျမည်ဆိုရင်အကြံစီကိုရိမ့်မိနိုင်ပါသည်။စာအုပ်ဖုံးကြားတွင် စာကြောင်ပါသည်။ခင်ဆန်းကိုပေးဖို့။ဟင်တက္ကသိုလ်ကျောင်းသားလည်းဆိုသေးတယ်။စာအုပ်ကြားထဲမှာစာထည့်ပေးတဲ့အစီအမံရှိသေးတာလား။တုံးလိုက်တာဟုအထင်သေးကြလည်းလည်းမတတ်နိုင်ပါ။ပစကပြောဖို့မဆိုတာနဲ့အခုလိုစာအုပ်ကြားထဲညှက်ထည့်ပေးလိုက်ဖို့ကိုဝင်တော်တော်စွန့်စားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပထမဆာမူဝဲနေ့ကလေးကထိုးစာကိုပေးဖို့ကြံခဲ့သည်အထာမမြောက်ခဲ့ပါ ပထမနေ့မနက်ကပွင့်ကောင်းနေ့တူဆယ်နတုံးကအထက်နဲ့သွားနေတော့ကြောင်းခင်ဆန်းလာကိုမတွေ့လိုက်ရဆာမူဝဲဖြစ်ပြီးတော့လေတငယ်ချင်းတွေနဲ့တရုံရုံဖြစ်နေတော့ကြောင်းအခွင့်မသာဒုတိယနေ့ကဆာမူဝဲချိန်မတိုင်မီတနားရီလောက်စောလာပြီကျောင်းရှိဝင်းကနာက အုတ်ကုံမှာသွားထိုင်ဆောင်သည်ပွင့်ကောင်းကအင်းငယ်နဲ့တူအခန်းတစ်ခုထဲမှာစာသွားကြနေသည်ဟုဆို၏ကျွန်တော်တယောက်ထဲ တို့ရရင်ခဏကြာတော့ကသူတော်စင်ရောက်လာသည်ကျွန်တော်ဒီစိတ်ပြက်လက်ပြက်ဖြစ်သွားရလေသည်ဟိကောင်သူတော်စင်မင်းကနေလည်မှဖြစ်ရမှာမဟုတ်လားခုဘာလာလောက်တာလဲစာဝဲမဖြစ်ခင်မင်းတို့စာကြက်မယ်ဆိုတာသိလို့လားနှောက်ရတာလုံးမနေနဲ့တငယ်ချင်းစာကြက်ချင်တော့မှကြက်ဆရာမရှိဘူးဟဲဟဲဒါဆိုရင်လည်းလက်ဖေးဆိုင်သွားအောင်ငါတိုက်ပါမယ်မတောက်ချင်ဘူးဆိုရင်လည်းသူကတော့ထထွက်သွားမြင်ဟုတ် သူရှိနေရင်ဟိုကိစ္စကိုဘယ်လိုမှ လုပ်လို့မဖြစ်ပါ လူများမသိစေချင်သောကိစ္စတစ်ခုကိုသူတော်စင်ရှိမှမလုပ်သင့်ကြောင်းပြောခဲ့ပြီးပါပြီထို့ကြောင့်လပြေဆိုင်သူလိုက်သွားရသည် ထိုနေ့ကလည်းအထာမမြောက်ခင်တတိယနေ့က300လေးမိကုန်ဖြေရသည် ကိုချင်းတရားပညာနှစ်ပုတ်ပဲဖြေနိုင်အစိုးကြီးကလေးကဖြေပြီးနေသည်အကျန်တခုရသည်ဆမဝဲကနေကဆော့ထွက်မည်ပြီးတော့ခင်ဆန်းတို့ဖြစ်ရသောအခန်းနာကဝရန်တာမှာမရောမလဲစောက်မည် ခင်ဆန်းသည့်အချိန်ဆမှဆမူဝဲကန်းတဲ့ကထွက်မြေကိုသိပါသည်ထိုမှအထွန်းနေတခြားတဲ့ငယ်ချင်းတွေနဲ့ပြန်မဆုံမိခင်ဆက်ကူမကူဂျာကာလာလေးတွင်အထမရအောင်ကြံပြီးနေနေတော့လှုပ်အပ်သေးဖို့ဆန်းသည်စွန့်စားရမည်အဖြေစာရွက်ကိုအပ်ပြီးအပြင်ထွက်လိုက်သည်ဆမီဝဲပြည်ရန်နိုင်ရွက်လူသေးသည်ခင်ဆန်းတို့အခန်းသည်တခန်းကျော်မှရှိသည်ဖြည်းဖြည်းချင်းရှောင်ရင်တစ်စိတစောင်းကြည့်သည်ဆမီဝဲကိုစိတ်ဝင်စားစွာဖြေးဆိုနေသောခင်ဆန်းကိုတွေ့ရသည် သူကျွန်ုပ်ကိုသတိထားမိမည်မဟုတ်ခုနေခင်ဆန်းလွယ်အိတ်ထဲကိုစာအုပ်ထည့်ခဲ့ရင်အကောင်းမလားဟုစဉ်းစားမိသည်သူရတဲ့လွယ်အိတ်ထဲကပစ္စည်းတစ်ခုခုအလစ်တုပ်ပါတယ်ဟုသူများတွေထင်သွားလျင်ပြဿနာရှုပ်ကုန်မည်ပြီးတော့လေဒီလိုခိုးကြောင်ခိုးဝဲလို့ရလျင် ကျွန်ုပ်ရွယ်ကျွန်ုပ်ပညာရည်ရှင်းနေဆိုလျင်တိတ်ခါကြပွဲဖြစ်သည်တနေရာထဲမှာကြာရှည်ရနေဖို့လည်းမကောင်းတော့ကြောင်းဆက်လျှောက်လာခဲ့ရသည် ထိုစင်မှာပင်လေကားမှတက်လာသောဆရာတင်ထွန်းနှင့်ပပင်တိုးမိလေတို့သည်ဆယ်နှစ်လုံးကဓာတုပေတာဆရာဟေးကောင်လူလက်ဟာဆရာမင်္ဂလာပါပြီးပြီလားစောလှကြီလားဟုဆိုပြီးနေဒူရတလိတ်ထုတ်ပေးသည်မိကြီးကိုထုတ်၍မိညိပေးသည်ဆယ်နှစ်လုံးကဆိုရင်ဆရာရှိမှစလေးတောက်ဖို့မပြောနဲ့ဆရာမျက်နှာကိုပင်စစ်စစ်ကြည့်၍စကားမပြောရဲပါ ခုတော့ဆရာကိုယ်တိုင်ကပင်ဆလေးထုတ်တယ်သည် ဆရာသည်ကိုတွေ့အများ၏အသက်ရွယ်ကိုလိုက်၍ဆက်ဆံတက်လေသည်ဤသည်ပင်ဆရာများနှင့်ဆရာမများမတူညီသောအချက်လားမသိနေပါဦးမင်းကဘသူစောင့်နေရလဲဆရာက ပြုံးစစ်စစ်လုပ်ရင်းမိသည်ကျွန်တော်သည်ရုတ်တရက်မလုံမလဲဖြစ်သွားပြီးမှချက်ချင်းအိမ်ရဆဲ၍သူမမစောင့်ပါဘူးဆရာမသိဘူးလေဆရာပွင့်ကောင်းလို့များလားလို့ဟာဆရာကလည်းမဟုတ်ပါဘူးကျွန်တော်တို့နှစ်ယောက်ပြိုင်တူရည်သည်ဆရာက အေးကွာဒါဆိုရင်လည်းအောက်ကဆင်ရင်အောက်မှာသွားနေစမူဝဲဖြစ်ပြီးထွက်လာတဲ့ចောင်းသားတွေစမူဝဲကန်းသားမှာရက်မနေရဘူးလို့မိန့်ထုတ်ထားတယ်ကွာဟုတ်ကဲ့ဆရာကျွန်တော်အောက်ထပ်သူဆင်းလာခဲ့ရလေသည်ထိုနေ့ကလည်းအကြံစီမအောင်မြင်ခြင်းထို့ကြောင့်ဒီနေ့တော့မဖြစ်ဖြစ်အောင်ပြေးမယ်ဆိုပြီးစမူဝဲကန်းထဲတွင်ပေး၍ထိုင်နေလိုက်သည်အချိန်စီခေါင်းလောင်းထိုးရနဲ့ထွက်မြည်ခင်ဆန်းတို့အခန်းရှိကစောင့်မြည်ခင်ဆန်းထွက်လာရင်ငါသားသောစာကိုပြန်ပေးသလိုလိုပါလိုလိုလုပ်ပြီးပေးမြည် ကျောင်းကဥမိုကောင်းတန်ကြောင်ခောက်မြည်ခြင်းကိုစောင့်မရသည်မှာမောပန်းပွေမင်းဖြစ်သည်ခုချိန်သာစာမွေးဖြစ်နေတော့ဆိုရင်ကုံတွေလိုက်မဲ့ချိန်တွင်သိပ္ပံနီးရတိကျစွာသတ်မှတ်ထားသော စက္ကန့်မိနစ်နိုင်တို့ကိုစိတ်လိုဆန္ဒသည် ချုပ်နိုင်ချဲ့နိုင်ခြင်းမှအောပွေတောင်း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 သိတယ်မဟုတ်လားတန်ကြောင်ခောက်တယ်ထိုတန်သည်ဖြေလို့မပြီးသူများဖို့အလန့်တကြားဖြစ်ပွဲရှိတော့လေ ကျွန်တော်တို့မှဝမ်းမြောက်ဖွယ်သံအဖြေစာရွက်ကိုလာသိမ့်ဒီထိမဆောင်တော့ပဲအခန်းပြင်သို့ထွက်လာခဲ့သည်လေထဲကစာအုပ်တွေပြောင်းမပြောင်းစစ်စစ်သလိုလုပ်ရင်းခင်ဆန်းတို့အခန်းဘက်သို့ကြည့်သည်ခင်ဆန်းထွက်လာသည်ကို တွေ့ရသည် သူသည်မိကွန်စာရွက် ပေဒံခဲဒံဖောင်တိန်တို့ကိုလေထဲသို့ပြန်ထည့်နေ၏အခွင့်အရေးကိုလက်လွတ်ခံလို့မဖြစ်ဝင်ရောက်လာသောကြောက်စိတ်ကိုအတင်းနှင်ထုတ်ပြီးသူရှိရသူထွက်လာခဲ့သည် ရေစိတ်ရေမှန်သွင်းထားတော့လေကျွန်တော်ရင်ခုန်တန်းသည်ကျောင်းသားကျောင်းသူတို့၏ခြေတန်းများကိုပင်တစ်ချက်ချက်လွှမ်းနာသည်ဟုထင်လေထဲကစာအုပ်ကိုအသင်ထုတ်ကင်နိုင်ရဲ့နှိုက်လိုက်စင်ပါပင်ဟက်ကောင်ငလက်ဟိတ်ကိုကျိုးနေပါပြီအုံနောက်ထဲတွင်တံမိုနှင့်နှက်ထားသလိုမှတ်မိနေသောတန်းခြေလန်းသည်တုံကနေရက်သွား၏ငယ်ကြောက်ဖြစ်သောကြောင့်ခြာကနေလှည့်ပြီးသားဖြစ်နေသည် ခန်းဝမှာရနေသူမှာခဏတန်းလုံးကအတန်းပိုင်ဆီယမအတော်တန်းညောဟင်ဆီယမမင်္ဂလာပါဘာကူမမင်္ဂလာပါလဲကုနာတော့မမြင်ကြအောင်ဆောင်းသွားပြီးတော့ဟာမဟုတ်ပါဘူးဆီယမရဲ့ကျွန်တော်တကယ်မမြင်တာပါဆီယမကဒီညမှာတောင်းဝင်ကြတာလားခုံလေးတွေကကျွန်တော်လိုက်ရှာသေးတယ်ဆီယမကိုတွေ့ကျင်လို့ဆီယမဒီနည်းနည်းချင်းနဲ့တော့ပုံရသည်မင်းငယ်ရက်တိတ်မပြောက်လို့တန်းငါမှတ်မိတာဟွန်းနစ်စမင်ကြီးကကျွန်တော်စမင်ကိုသုံးတာလောက်စောင့်ဆွဲသည် နင်ကလူကြီးပုံဖွမ်းနေလို့သာပေါ့ဟဲ့အရင်ကလူသားငါတန်းနေရဆိုရင်ဒီစဉ်ရှိကြီးကိုငါကိုယ်တိုင်ညှက်ပြက်တယ်ကျွန်တော်ရည်ကြဲကြဲလုပ်နေရသည် ခင်ဆန်းရှိရသောမတိမတာခိုးကြည့်တော့ခါခင်ဆန်းသည်သူ့တငယ်ချင်းနှင့်စကားပြောသည်ကို တွေ့ရသည်ဆီယာမကစကားကိုဆက်နေပြန်သည်တင်းထွန်းတယောက်ရောအရင်လိုပေါ့ချက်ချပဲလားစူးစူးလို့နဲ့ရင်ဖြစ်ကြတော့မဲလားလှဝင်းကြီးရော အင်္ဂါထွက်ပြေးသေးလားဟိုကောင်မွတ်တရားသူ့နမယ်ရင်ကဘသူ ေးညင်ဝင်ဟုတ်ပြီသူမိမိုက်ရနေပြီဆိုတော်တော်အကျဲတဲ့ကောင်စသဖြင့်ရှေးဟောင်းနှောင်းဖြစ်တွေပြောနေလေသည်ကျွန်တော်ဒီလဲဟုတ်ကဲ့ခုလက်ဒီတိုင်းမင်းမဖြစ်တော့ပါဘူးဆိုပြီးအလိုက်ထိုက်ပြန်ပြောနေရသည်ဆီယမန်းနဲ့ပြန်တွေ့ရသဖြင့်အလုံးဝမ်းသာပါသည်သူရတွင်ဖြောင်းဖြောင်းတန်တန်ဝမ်းမတန်နိုင်ကျွန်တော်စိတ်သည်ခင်ဆန်းစီသို့ရောက်ရောက်နေသည်ကဲကဲသွားတော့ဆိုတော့အတန်ကိုကြားသည်နဲ့ဝမ်းမြောက်စွာတုတ်ချေတင်ခဲ့သည် ဆော့ဆော့တုန်းကနေရာမှာခင်စမ်းမရှိတော့ခြင်းအောက်ထက်သို့ပြေးဆင်းလာခဲ့သည်ဒီနေ့ဖို့ဟိုစာအုပ်ပေးရမဖြစ်နိုင်တော့ကြောင်းသိပါသည်မျက်နှာကလေးကိုပင်မြင်ရဆိုပြီးဆင်းလာခြင်းဖြစ်ပါသည်သူ့ရာတွင်ကျောင်းဆင်းမင်းအောက်သို့ရောက်သောအခါသူ့ကိုအေးရောင်မြတ်ပင်မမြင်ရတော့တိုင်ကိုမှီရင်ဆက်ဖြည့်ဖြည့်ကြည့်နေသောပွင့်ကောင်း၏မျက်နှာကြီးကိုသာစိတ်ပြတ်စပွဲတွေးလိုက်ရလေသည်။ကြောင်းပြန့်ဖွင့်သည့်အချိန်ဆောင်ပြေအောင်သောပွင့်ကောင်းကို စကားမပြောနိုင်သေးပေ ကျောင်းဝင်းဝဘတ်တို့လှမ်းမြော်ကြည့်သည်သူနောက်ကျော်ကလေးကိုများမြင်ရမလားလို့သူ့ရတယ်မတွေ့ရကျွန်တော်စိတ်ထဲတွင်ဟိုရခင်စေတန်းတို့ကအင်းကြီးဖြူလက်တို့ထမိန်စင်စင်ကလေးဖြစ်ခေါင်းကလေးကိုစောင်းငယ်ရင်စက်တောက်စက်တောက်ရှောက်ဝန်လာတတ်သော ခင်ဆိုင်ဤပုံတံလေးကိုတည်ရမြောင်နေလိမိလေအောင်စင်ထွက်သည်အလုံးအောင်ကြကြအောင်ပြောဖို့ပြင်မလို့ပါ ထို့အတူကျွန်တော်တို့အုပ်စုညီသူများဂုံတူအထူးအောင်စသဖြင့်မပါဝင်ကြကြောင်းကိုလည်းပြောဖို့မလိုပါခင်ဆန်းမြအောင်စင်းလာကြည့်အောင်မလားလို့မြို့နယ်ကောင်စီအောင်မှသွားဆောင်သေးသည် သူ့ဖေကြီးကိုယ်တိုင်လာကြည့်သွားသည်ကိုတွေ့လိုက်ရသောကြောင့်လက်လျှော့လိုက်ရသည်ည၈နာရီထိုတိုင်းရေဒီယိုမှသတင်းကြေညာချက်ကိုခရူတဆိုင်နာတော်တာဆင်သည်ကျောင်းပြန့်ဖွင့်တဲ့သတင်းများပါလာမလားလို့လက်ရှိအခြေအနေအရသူ့အိမ်သူသွားရောက်လည်ပတ်ရန်မဖြစ်နိုင်ပါဘူး အကြောင်းပြစရာကလည်းဘာမှမရှိတော့ဖွင့်ကောင်းနေမော့စရာတို့ကအကြောင်းပြနေကြမလို့ပါဘူးကွာအလေတက်တက်လာတာပဲလို့ပြောပြီးသွားပေါ့ဟုတ်အားပေးကြတော့လဲကျွန်တော်မသွားရင်ကျွန်တော်ဒီမိန်းကလေးများနဲ့စကားပြောရမည်ကို ရှက်တက်ပါသည်အမိကကျွန်တော်တို့အတွက်အမနှမများမွေးမပီးခဲ့ပါအိမ်မှာဆိုရင်ယောက်ျားလေးတွေကြီးထို့ကြောင့်ကျွန်တော်တို့နှစ်ပတ်သက်၍အိမ်ကိုလာလေကြတဲ့တငယ်ချင်းများမှလည်းယောက်ျားကလေးကြီးဖြစ်ကြ၏ ကျွန်တော်ဖို့မိန်းကလေးတွေနဲ့စကားပြောဆိုဆက်ဆံတော့အလေးချင်းနေပါသည်။ကျောင်းမှာမိန်းကလေးတွေရှိတော့လဲတိတ်အရတဝင်မနေခဲ့။မီဆူရိုနဲ့စကားပြောပြတော့လဲအလာပါတလာပါစကားမျိုးမဟုတ်ချင်းအပြောင်နောက်အထင်ငွန်နဲ့ရန်စကားများတာ။ယခုကကျွန်တော်အသက်လောက်ချစ်နေပါသည်ဆိုတော့ခင်ဆန်းကိုပင်ဟိုရင်တစ်ခါစီကစကားငါးကုန်ပြည့်အောင်မပြောခဲ့ဘူးပါဟိုရှေ့ကဆိုပြီးခဲ့ပါပြီရော။ Say good night. ခင်ဆန်းသည်ကျွန်တော်၏ဇနီးတဲ့ဖြစ်နေလောက်အောင်ရင်းနှီးနေပြီဖြစ်တော်လေလက်တွေ့အခြေအနေတွင်မူရင်းနှီးကြောင်းဝင်မှုရအောင်ပြန်လည်၍စူးစမ်းနေရစေသာဖြစ်သည်သူ့အိမ်သို့သွားမလဲရသောအခါသူ့အိမ်ရှိမှဖျက်လျှောက်ခြင်းကိုပြုလေ၏ဒီနေ့တော့ပန်းချံနေစင်းပြီးနှင်းစီပန်ကလေးတွေကုနေသောခင်ဆန်းနှင့်တွေ့ရဟုထင်လျင်မှားပါလိမ့်မည်ကျွန်တော်ဖြည့်လျှောက်တော့ချိန်မှာညလူကြီးတိတ်ချိန်သာဖြစ်ပါသည်။ညဘက်စင်နိုင်လောက်တွင် ဝင်ကောင်းနှင်းမော်ဆရာကိုခေါ်ပြီးသူတို့အိမ်ရှိမှဖြစ်ဖြစ်လျှောက်ပါသည်သူတို့အိမ်မှာတခါတည်းရန်မိမိတ်ထားပြီးတခါတည်းရန်မိဖွင့်ထားပါသည်ခြေရင်မှန်တွင်လူရိတ်လူလူမြင်လင်းသူများဖြစ်နေမလားလို့မချစ်မရဲလှမ်းကြည့်ရသေးသည်တခါကတော့ပွင့်ကောင်းမြောက်ပေသောကြောင့်တခြင်းတစ်ပိုင်းတစ်ဆကိုမရေတည်းရဲ့ဆူမိသည်ဓာတုပေတာကြောင့်မူဖြစ်သောခင်ဆန်းကိုရည်ညွှန်း၍တိမ်ဦးလေးပြေလွမ်းငွေကိုစိတ် ဟောမဆောင်ကျွမ်းလမ်းစိတ်တွေပွေချစ်တဲ့သူဓာတုကလေးရဆွေလွန်ရလေဖြစ်ရင်ထင်မိပေမယ့်ဆိုတော့နှရှင်တော်တရှင်ထိုပြည့်ပြည့်ကလေးများသည်နောက်တစ်ချိန်ခင်ဆန်းနှင့်ကျွန်တော်ချစ်သူတွေဖြစ်လာကြလျင်ရည်စရာမောစရာဖြင့်ပြောပြောပြရရလျင်အလွန်ရတာရှိလိမ့်မည်ဟုမျှော်လင့်ထားပါသည်ဘလိုဝင်ဘလိုဝဲဖြစ်ဖြစ်လလောဆယ်မှာတော့ကြောင်းပြန့်ဖွင့်မည်ရက်ကိုစောင့်ရတာဆွေဒီရက်နဲ့ဝေးနေကြရတော့ချစ်သူများပြန်လည်ဆုံကြရန်အတွက် တက္ကသိုလ်နှင့်ကောလိပ်များကိုအញ្ញံဆုံးပြန်ဖွင့်ရန်ဝင်ပညာရေးဝန်ကြီးဌာနသို့ကျွန်တော်တောင်းဆိုလိုက်သည်ဆိုပြီးစာတစောင်တင်ဖို့ပင်စိတ်ကူးမိသည်။ကြောင်းပြန်ဖွင့်ပြီတကယ်ပြောတာရေဒီယိုမှာအမှန်တကယ်ကြီးညာခြင်းဖြစ်ပါသည်။စီးပွားရေးတက္ကသိုလ်ရန်ကုန်ဝိဆာနှင့်သိပ္ပံသိက္ခတတို့ကိုဇန်နဝါရီလ6ရက်နေ့တွင်၎င်းဟူကြေညာလိုက်သည်နှင့်တပြိုင်နက်ကျွန်တော်သည်ထိုင်နေရာမှ ခုံရီးထားလိုက်တော့သည် အဝိစားပင်မလဲတော့ပဲ ဝင်ငါးချက်နှင့်အကြွေမြန်းကိုယူပြီးပွင့်ကောင်းကြီးအိမ်သို့ထွက်လာခဲ့သည်။ပွင့်ကောင်းကြီးဟဲ့ကောင်ပွင့်ကောင်းအိမ်ထဲမဝင်ခင်ကပင်អော်၍လာခဲ့သည်။အိမ်ရှိကန်းရှိပလက်ကလထိုင်ပေါ်တွင်မှိန်နေသောပွင့်ကောင်းကိုတွေ့ရ၏။ဆစောကကျွန်တော်အခေါ်နေသောသူချဟန်မတူ။ဟဲ့ကောင်ပွင့်ကောင်းဟုချက်ခေါ်လိုက်တော့မှသူစက်ခနဲ့လှည့်ကြည့်သည်။ဟင်ဟင်ဆိုပြီးကောင်းထောင်ကြည့်သည်။ကျွန်တော်ကအလောတကြီးပြောလိုက်။ကြောင်းဖွင့်တော့မဲကွာနောက်က6ရက်နေ။ဟေး အေးပွင့်ကောင်းသည်ရုတ်တရက်အောင်အောင်သွားဟန်ဝန်တာသွားဟန်တို့ကိုမပြကြည်ကျွန်တော်ကဝန်တာရဲ့လဲလာပြောတာကိုသူကြီးတုတ်ပြန်ချက်ကအာရပွေမရှိတော့ကြောင်းအောင့်သက်သက်ဖြစ်သွားရသည်သူသည်ပလက်ကလတိုင်းနောက်မိပေါ်သို့ခေါင်းကိုလေးလေးကြီးမြေချလိုက်သည်ပြက်ကရင်ကိုငေးကြည့်နေပြန်သည်ကျွန်တော်အားမလို့အားမရဖြစ်လာပြီးသူ့ကိုတခုခုပြောမယ်ကြားလိုက်စင်အေးကောင်းတယ်ကောင်းတာပေါ့ကွာ သူပြောပုံမှာအေးဆက်ဆက်နိုင်လွန်လာသည်မေအေးဘေးမင်းတောက်ပုံကဘာဖြစ်နေရလဲကြောင်ဖွင့်တော့မင်းမပြောဘူးလားပြောတော့ပြောတာပေါ့ကွာဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲဒါပေမဲ့ကျောင်းက6ရက်နေမှဖွင့်မှာကွာဝေးကြီးလို့သေးတယ်ငါကမနှက်ပြန်တော့ပြန်ဖွင့်စေချင်တာအေးငယ်နဲ့တွေ့ကျင်လာပြီကွာဖွင့်ကောင်းကတဟားဟားရှိနေသည်ခုမှပင်ဒီကောင်ကျွန်ုပ်ကိုအကြောင်းရိုက်နေမှန်းသိလိုက်ရသည်သူဆက်ပြော၏ လူလဲရငါလဲသတင်းကြီးညာတာကိုညာတိုင်းနားထောင်တာပါကွ။အကြောင်းပြဖွင့်မဲ့သတင်းကိုငါလဲသိပြီးပါပြီ။မင်းလာပြောပုံကတခါတဲ့အပြေကမော်ကြီးပန်းကြီးနဲ့ညနှိုင်းကလဲပြုံးပြီးတော့ဖျဲနေရပဲ။ဒါကြောင့်မင်းကိုအကြောင်းရိုက်တာ။ဒါဖြစ်မင်းလဲပြောတာပေါ့။မပြောမင်းနေပါမလားကွ။အချစ်နဲ့ပြန်တွေ့ရတော့မှာပဲ။ဘာလဲ။ဂျာမန်စကားပေါ်နောက်ရှိသေးတယ်။ဘာလဲလဲကွ။ပြေဟိဝိပယောကောဒုက္ခောတဲ့အမင်းဂျာမန်ဘာသာကလည်းပါတိလိုလိုပါလိုလိုနဲ့ အဲ့ဒီစကားပုံရဲ့အတိတ်ပဲကလူမိုက်ကိုမပေါင်းသိရတဲ့ဟုတ်တယ်မဟုတ်လားချီးတယ်မှာပဲချစ်သူနေကိုကိုရခြင်းဒီဒုက္ခပါကွာအေးပါငါသိပါတယ်နောက်တစ်ခုရှိသေးတယ်ရရှာစကားပုံကွာအပိယဟိတံပယောကဒုက္ခောတဲ့အတိတ်ပဲကမချစ်မနစ်သက်တော်သူနေပေါင်းဖက်ရခြင်းဒီဒုက္ခတဲ့ဒီတော့မင်းနဲ့ကမပေါင်းတော့ဘူးနေဖို့ကွာငါကမင်းကိုလက်ဖက်တိုင်းလို့လာခေါ်တာဒါဆိုလဲပြန်ပေါင်းထုတ်ကြရအောင်ကွာကဲထပ်ကွာမော့ဆရာကိုတတ်ခေါ်ရအောင် မော်ဆရာကြီးအိမ်သို့ဝင်ညာကူတရားပေါ်ရောက်ကလေးကသူ့နာမည်ကိုအခေါ်လိုက်သည် မော်ဆရာဆင်းလိုက်လာသည် ကျွန်တော်တို့လာခေါ်မည်ဟုထင်သောကြောင့်အစဉ်သင်းဆောင်နေဟန်တူ၏မော်ဆရာမင်းသိပြီလားចောင်းဖွင့်တော့ပဲကျွန်တော်ကပွင့်ကောင်းထပ်ဥအောင်ပြောလိုက်သည် မော်ဆရာကကောင်းကြီးပြ၏သူ့ပုံစံကလည်းခုနပွင့်ကောင်းလုပ်ခဲ့သလိုပင်အေးဆက်ဆက်ကျွန်တော်ရည်ကျင်သွားသည်ဟိတ်ကောင်လုံးမနေတဲ့ဓာရီကျိုးသွားပြီဘာလဲကွာ မင်ကူအိုက်တင်လုံညာမဟုတ်လားပိုက်အာတင်လေကျောင်းဖွင့်တော်ဝမ်းတရက်တန်းနဲ့ဘာမှမဖြစ်ဟန်ဆောင်ရမဟုတ်လားနေရာတော့ကိုကိုလိုခုနပွင့်ကောင်းလှုပ်သွားပြီးပြီဟာဘာတွေပြောနေရလဲဘာဖြစ်လို့ဝမ်းတရမှာလဲမော်ဆရာကတကယ်ပင်ခက်တီတီပြောနေသည်ကျောင်းပြန့်ဖွင့်ရင်မင်းလည်းမြန်းနဲ့တွေ့ရတော့မှာပေါ့မော်ဆရာကကုမတခါရည်သည်ပြီးတော့ကျောင်းမဖွင့်ရင်လည်းမြန်းနိုင်ညာနေတိုင်းတွေ့နေရပဲညနေသူယုံစင်ကသွားကြတာပဲဟာငါ့ဖို့ဘာမှမထူပါဘူးတခုပဲထူတယ် ကျောင်းပြန်ဖွင့်ပြီဆိုရင်ကျောင်းလာကကြွေးကြတာလေပေးရတော့မှာပဲဟိုက်ဟုတ်သွားပဲငါလည်းငူမသွင်းရသေးဘူးကွင်ကောင်းကအလန့်တရားဝင်ပြောဤသူကအိမ်ကပေးလိုက်တော့ကျောင်းလာကငွေများကိုမသွင်းမဲတုံးတုံးပြေးလိုက်တာ6လ4လောက်ရှိနေပြီဖြစ်သည်တကယ်တကယ်တော့ကျွန်တော်ဒီလဲငွေမသွင်းရသေးပါသူရရင်ခင်စားနှစ်ပြန်တွေ့ရမည်ကိစ္စနဲ့ဆက်လင်းကျောင်းလာကကိစ္စဒီသေးပွဲခဏညစကားမပြောနိုင်မဲဖြစ်သွားကြတော့သူတို့နှစ်ယောက်ကိုကျွန်တော်ကပင်စကားဆက်လိုက်ရသည် အဲ့ဒါတွေထားလိုက်စမ်းပါကွာအိမ်ကိုကျောင်းကအကျွေးတောင်းတဲ့ဆာရောက်လာရင်လူကြီးတွေတီးသွားမှာပဲအဓိကကျမှနည်းနည်းပါးပါးအဆူခံလိုက်ပေါ့ပြေလည်သွားမှာပါတဖေးဆိုင်မှာထိုင်ပြီးလဖေးမှာလိုက်တော့အချိန်မှပင်သူတို့ဒီဆဆောကကိစ္စကိုမိသွားကြဟန်တူသည်ကျွန်တော်ဤအပိစကားကြောင့်တော့မဟုတ်နိုင်ပါဘလို့ဝင်ဘလို့ပဲဖြစ်ဖြစ်ပြေးရတော့ပြေးရမှာပဲဟုစိတ်နှလုံးတုံးတုံးချလိုက်တော့ကြောင်လားအချိန်နေရ ကျောင်းကျောင်းကိုထောက်ထားပြီးကျောင်းလမ်းကများကိုလျှော်ပစ်ကောင်းလျှော်ပစ်လိမ့်မည်ဟုစိတ်သက်သာရာရှာလိုက်ကြသောကြောင့်လာမသည်သူတို့မျက်နှာတွင်တသက်ရာရှိလာကြသောကြောင့်ဟိုကိစ္စအတွက်စကားဆိုင်ရန်ခါခွင်းတင်လာသည်အေးကွာအဲ့ဒါကွာကျောင်းပြန့်ဖွင့်ဘာလို့မကောင်းမလဲကျောင်းဖွင့်ကျောင်းတက်ရမှာပေါ့ကွာမော်ဆရာကကျွန်တော်ဆိုလိုရင်းကိုတိလျှနှင့်စကားလမ်းကိုပြောင်းပြစ်သည်ဖွင့်ကောင်းကလည်းဒီလိုနေရာတွင်တော့အသွမ်းမော်ဆရာစကားကိုလိုက်နေ၏အေးဟုတ်တယ် ကြောင်းမမှန်တိုက်ရမယ်စာကြိုးစားရမယ်ပညာရေးရလွယ်ပြီးဘာကိုမှစိတ်ဝင်စားသင့်ဘူးအတန်ငယ်ညစ်ပတ်တဲ့စကားလုံးဖြစ်သူတို့ကိုဆဲလိုက်သည်မော်စီမော်စီယာကပြောသည်မင်းကလည်းအကြောင်းသိအချင်းချင်းနေပဲဟာခင်ဆန်းကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပြောလိုက်ရင်ပြီးတာပဲဟာအစ်ကွာခင်ဆန်းကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲပွင့်ကောင်းသည်မိစေးကိုပူရီစဉ်းစားနေပြီကျောင်းဖွင့်ခင်ဆန်းနဲ့နှစ်ခါတစ်ခါနှစ်ခါလောက်ထပ်တွေ့လိုက် ပြီးရင်ရင်းနှီးမှုရအောင်ကြိုးစားသူတို့အိမ်ကိုသွားလေတော့ကလို့အသေးကောင်ကြီးပုံစံနဲ့ဘာမှမပြောဘဲတော့မနေနဲ့နည်းနည်းရင်းနှီးလာပြီးဆိုရင်အေးအေးဆိုင်လေးပါလေးခေါ်သွားပေါ့သူကလိုက်ပါမလားကွာလိုက်မယ်ထင်နေခင်ဆန်းကအိမ်လေးရှိတဲ့ဆိုပေမဲ့ရှေးရိုးဆန်တဲ့မိန်းကလေးမျိုးမဖြစ်နိုင်ဘူးမင်းနဲ့အေးဆိုင်လိုက်လာလို့သူ့တိတ်ခါထိခိုက်မယ်လို့ထင်မှာမဟုတ်ဘူးပြီးတော့လေသူတယောက်ထဲတော့ဘယ်လိုက်ပါမလဲကွာတငငင်းတယောက်တော့ပါလာမှာပေါ့မော်ဆရာကဝင်ပြောသည် သူပြောတာဖြစ်နိုင်သည်ခင်ဆန်းသည်ကျွန်တော်ပေါ်ပြပြခါခါပြုလိမ့်မည်ဟုကျွန်တော်မထင်ကျောင်းနေပါတငယ်ချင်းတရားဖြစ်တော့ကျွန်တော်ကိုလိုက်လိုက်ရရဆက်ဆန်လိမ့်မှာတေးကြသည်အေးကွာဟုတ်တယ်မင်းတို့ပြောသလိုပဲနောက်ပွဲမှာစီကနေတန်တကူကြားလိုက်တော့ကြောင့်စကားကိုမဆက်တော့ပင်ရုတ်တရက်ရပြစ်လိုက်ရသည်ငှက်ဆိုးထိုးတယ်လို့လို့ပြေအော်တယ်လို့လို့လုပ်တဲ့သူမှာဒီကောင်တယောက်သေးတာရှိသည်သူတော်စိန်လာပြီငပိုးရင်ဗာကြိတ်ပြီးကြံစီနေရလဲ။ ူတော်စိန်ကဝင်ထိုင်ရင်းပြောသည်လက်ဖေးတစ်ခွက်ဟုတဆက်ထဲမှသည် သူကိုခတ်ချင်းချင်းရှိသောကြောင့်မင်းနှမကိုခုတ်ပြေးမလို့တိုက်မနေရဟုပြန်ပြောလိုက်သည်သူတော်စိန်အပြည့်ကျွတ်သွားပြီဟုထင်နေမှားပါလိမ့်မည်သူပြန်ပြောသောစကားမှာတကယ်လားဘယ်တော့လဲငါမသိကြံဆောင်ပြီးရှောင်နေလိုက်မယ်သူတော်စိန်ကအဲ့ဒီလိုကောင်းသူရောက်လာတော့ကြောင့်ဟိုကိစ္စကိုစက်မပြောပြတော့မတရာရေစားလက်ဖေးတစ်ခွက်သာတိုက်လိုက်ရသည် နေပါအောင်ကွာခုနမင်းတို့ဘာပြောနေရလဲသူတော်စင်ကမေးသည်မော်ဆရာကပြန်ပြေသည်ဟုတ်ပါကွာတို့ចောင်းနေပြန်ပွင့်ចောင်းလကကြွေးចန်တာတွေပြေးရမယ်မဟုတ်လားအဲ့ဒါသူတော်စင်ကမြင်းဟိတန်းလိုမျိုးဖြည့်ကြည့်လိုက်ပြီဟိဟိဒါများထူးဆန်းလို့လို့အားလုံးဒီလိုကြီးပဲငါဆိုရင်စမူဝဲကြီးတောင်မသွင်းရသေးဘူးចောင်းပြန်ဖို့မွင့်ခြင်းအရေးတကြီးပြုလို့ရမည့်ကိစ္စတစ်ခုရှိသည်ចောင်းလကကြွေးចန်ငွေသွင်းမှုမလုံးဝမဟုတ်ပါအချင်းချင်းကူဖို့သာဖြစ်သည် အချင်းချင်းဆွေရ၌ကျွန်တော်တို့အတန်းအချင်းချင်းမဟုတ်ပါခင်ဆန်းတို့အတန်းဤအချင်းချင်းပြီးတော့ခင်ဆန်းကိုပေးဖို့အစာကိုလည်းလွဲဤထဲမှာအမြဲထည့်ထားရမည်ဟုစိတ်ကူမိသည်ကဲကျွန်တော်ဘက်ကတော့အစဉ်သင့်ဖြစ်ပြီဟုတ်ကဲ့အပိုင်းနှစ်ကတော့ဒီမှာပဲပြီးသွားပါရှင်အချင်းပေးပြီးတကူတကနားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်